တရုတ်ဆိုရကဒီရှင်းဟောင်းမျိုးတွေကိုလူမြင်ဝင်းကနေဖုံးကွယ်ဖို့စ조사နေပါတယ်တရုတ်ပြည်ရှင်းဟောင်းယဉ်ကျေးမှုပေါင်းများစွာထုံးကားခဲ့တဲ့ဒီမေမှာလူအများမသိနိုင်သေးတဲ့လူဝက်ဆန်းကျင်ရာနေရာတွေအများပြားရှိနေစေပါခြေပြောလာတဲ့တဲကန္နာတွေကြောင့်မတ်ဆောက်တဲ့တောင်တန်းတွေအောက်ဒါမှမဟုတ်စစ်တပ်ကတင်းကျပ်စွာစောက်ရှောက်ထားတဲ့မြေနေရာတွေမှာလူသူအယောက်အပေါက်မရှိသေးတဲ့မြို့တော်ကြီးတွေအများကြီးရှိနေတာပါတရုတ်ဆိုရကဘသူကောမှအဲ့နေရာတွေအနာတော်မကတ်ခိုင်းပါဘူး ဘာလို့လဲဆိုတော့အဲ့ဒီနေရာတွေထဲမှာတချို့ကရှင်းခင်းနည်းပညာတွေရှိတယ်လို့သတင်းတွေထွက်နေတယ်လို့တချို့မှာဆိုရင်သမိုင်းကိုပြင်ရေးရမယ့်အထောက်အထားတွေပေါ်ပေါက်လာနိုင်တယ်လို့လည်းဆိုကြပါရင်ထင်းသိမ်းဖို့ပဲဖြစ်ဖြစ်ကာကွယ်ဖို့ပဲဖြစ်ဖြစ်ဒါမှမဟုတ်တခုခုကိုဖုံးကွယ်ထားဖို့ပဲဖြစ်ဖြစ်ဒီနေရာတွေကကဘာပေါ်မှာအလုအဆုံနေရာတွေကတခုဖြစ်ဆက်လက်တည်ရှိနေစေပါဒါတွေကတရုတ်အစိုးရကဘသူကမှဝင်ရောက်ခွင့်မပေးတဲ့ရှေးအောင်မျိုးတော်တွေပါပဲရှာမင်းဆက်ရဲ့လိုအပ်ချက်ကဘာပေါ်မှာလူအများစုဟာရှာမင်းဆက်ဆိုတာတော့မကြောက်ဘူးကြပါဘူးဒါအဓိကပြဿနာတစ်ခုလည်းဖြစ်ပါရင် နေရှာဒေသကရင်ချုံမြို့အနီးမှာတည်ရှိတဲ့ရှာပြင်းတင်းချိုင်းနေရာတရုတ်သမိုင်းဆောက်တွေတဲကနေရာစင်းတွေပေါင်းများစွာပျောက်ကွယ်သွားတဲ့အင်ပါရာတခုရဲ့မြုံနယ်ရာနေရာတွေပါပဲဒီအေယာမပုံစံကြီးတွေကိုပရီမီလို့ခေါ်ကြပေမဲ့အီဂျစ်ကပရီမီတွေနဲ့မတူတာကတော့ဒီနေရာကိုဆိုးရွားကအလုံးမင်းကန့်သက်ထားတာပါပဲ တချို့အပိုင်းတွေကတော့အများပြည်သူလာရောက်လေ့လာနိုင်အောင်ဖွင့်လှစ်ပေးထားပေမယ့်တင်ကြိုင်းပေါင်း200ကျော်ကတော့ပိတ်ထားဆဲဖြစ်ပြီးလေ့လာခြင်းနဲ့ပညာရှင်အဖွဲ့တွေကတော့ခွင့်မပြုပါဘူး။နောက်ပြီးဘာဖြစ်လို့လဲဆိုတာကိုလည်းတိတိကျကျမပြောပြပါဘူး။ပြောင်းနေထားတဲ့ရှင်းအောင်ပစ္စည်းတွေကရှာမင်းဆက်ရဲ့လွတ်လပ်တဲ့စာပေတပိုင်းတွေနည်းပညာနဲ့မွန်ဂိုမတိုင်ခင်ကမဟာမိတ်ဖွဲ့မှုဆက်ဆံမှုတွေကိုဖော်ပြနိုင်ပြီးဒါဟာတရားဝင်တပိုင်းဖက်တန်းတွေကိုချင်းချောင်းနိုင်တယ်လို့တချို့ကယုံကြည်နေကြပါတယ်။အဲဒါကြောင့်ပဲအစိုးရကဒီနေရာရဲ့အချက်အလက်တွေကိုလူသိမခံတာလို့ယူဆချက်တွေလည်းရှိနေကြတာပါ။ပြည်မင်းနဲ့အကြောင်းဖြစ်ယုံကျင်းပိုင်လုံးများ တရုတ်ပြည်မှာထူးခြားတဲ့ပြည်မတစ်ခုရှိပါတယ်။ပြီးတော့တင်အားအိမ်အနားကိုသွားခွင့်အောင်ရမှာမဟုတ်ပါဘူး။တရုတ်အနောက်ပိုင်းဝေးလံခေါင်တီးတဲ့ဒေသမှာရှိတဲ့ပိုင်ကောင်းတောင်ကထူးခြားချက်တစ်ခုကြောင့်နာမည်ကြီးပါတယ်။အဲဒီမှာကြောင်ဖြစ်ယုံကျင်းပိုင်လုံးကြီးတွေရှိနေလို့ပါပဲ။အဲဒီပိုင်လုံးကြီးတွေကိုတော့ပိုင်ကောင်းကြောက်ပိုင်လုံးလို့ခေါ်ကြပါတယ်။အဲဒီပိုင်လုံးကြီးတွေကအကြီးကြီးတွေလည်းဖြစ်ပါတယ်။နောက်ပြီးပြည်မပုံစံတောင်ကြီးမှာပဲရှိနေကြတာဖြစ်ပါတယ်။အစပိုင်းမှာတရုတ်သိပ္ပံအကယ်ဒမီကဒီကိစ္စကိုလူသိချင်းကြားစုံစမ်းခဲ့ကြတာပါ။ဒါပေမဲ့နောက်ပိုင်းမှာသူတို့ရဲ့အတန်တွေကလည်းဖြည်းဖြည်းတိတ်လာခဲ့ပါတယ်။ နောက်ပိုင်းဒီနေရာကိုစစ်တပ်ကလုံခြုံရေးအဖြစ်ယူပြီးထိန်းချုပ်လိုက်ချိန်မှာတော့မိဂွန်းနေပို့ထွက်လာခဲ့တာပါဒါပေမဲ့အဖြေကတော့မရှိခဲ့ပါဘူးဒီကိစ္စတွေမတိုင်ခင်အဲ့အနီးနားကိုရောက်ရှိခဲ့တဲ့စူးစမ်းသူတွေကတော့တဘာဝမကျတဲ့ geometry ပုံစံညီညာမှုတွေတာလိုက်စွမ်းအင်မုံမှန်မှုတွေနဲ့တကားပိတ်ထားတဲ့တောက်သားတကားတွေကိုတော့တွေးခဲ့ရတယ်လို့ဆိုပါတယ်ဒါဟာတဘာဝအတိုင်းဖြစ်ပေါ်လာတာပဲဖြစ်ဖြစ်မဟုတ်ဖိပဲဖြစ်ဖြစ်အစိုးရကနောက်ထပ်လေ့လာခွင့်မပြုထားတာကတော့ဒီလိုအပ်ချက်ကိုပို့ပြီးနည်းနည်းစေပါတယ် တချို့ကတော့ဒါလူသားမပေါ်ခင်ကဒါမှမဟုတ်ကမ္ဘာပြင်ပကသရဝရရဲ့ဘီတုကလက်ရာတစ်ခုရဲ့အကျဉ်းချံတစ်ခုဖြစ်နိုင်တယ်လို့တော့ပြောဆိုနေကြတာလည်းဖြစ်ပါရင်မြေအောက်ကဘာအတွက်ရည်စူးတဲ့ဖန်တုဒဇေမျိုးတော်နောက်ဘဝအတွက်တည်ဆောင်ထားတဲ့မျိုးတော်တစ်ခုကိုသင်ဟာဒီဘဝမှာဝင်ရောက်ခွင့်မရဘူးဆိုတာကိုမြင်အောင်ကြည့်လိုက်ပါရန်စီမြေနီမင်းတောင်မှာတည်ရှိတဲ့ဖန်တုဒဇေမျိုးတော်ဟာတရုတ်မြေအောက်ကဘာအတွက်ရည်စူးထားတဲ့ဘုရားကျောင်းတွေနတ်ကုန်းတွေအများကြီးပါဝင်တဲ့နေရာတစ်ခုပါတချို့အပိုင်းတွေကိုဝင်ရောက်ကြည့်ရှုခွင့်ရှိပေမဲ့ ရှင်းဟောင်းကူရင်ဥမေနေနဲ့မူလားမြို့ရဲ့အပြည့်အစင်အများပြားကိုတော့ပိတ်ထားခြင်းဖြစ်ပါတယ်။ထူးဆန်းတာကတော့ဒီနေရာမှာမြုပ်နှံထားတဲ့သူတွေဟာတာမန်ပြည်သူတွေမဟုတ်ပဲထာဝရရှင်သန်နိုင်တဲ့ဘဝကိုရဖို့ကြိုးစားနေတဲ့အစွမ်းထက်တဲ့မော့ဆရာတွေနဲ့အကီရဲ့ဆရာတွေဖြစ်တယ်လို့ဒေတာခန်ဒါရိုက်တွေကဆိုကြပါတယ်။တချို့ကတော့မြောက်မှာရှိတဲ့ဒီမျိုးတော်ဟာဝိညာဉ်အကာအကွယ်တွေနဲ့စောင့်ရှောက်ထားတယ်လို့ယုံကြည်ကြပါတယ်။ဒါအပြင်အစိုးရကလည်းဒီနေရာကိုသွာလာခွင့်ပိတ်ပင်ကန့်သတ်ထားတာကြောင့်လူအများစုကဒုလောဒုလောဖြစ်ရတဲ့နေရာတစ်ခုအဖြစ်ကြံရှိနေတာပါ။လောက်အစမ်းကျဲလော့နာ တရုတ်ပြည်မှာအတွေ့အကြုံရင်းတဲ့စူးစမ်းသူတွေကိုတော့ကြောင်းလန့်စေနိုင်တဲ့နေရာတစ်ခုရှိရဆိုရင်အဲ့ဒါကလော့နားဆိုတဲ့နေရာတစ်ခုပါပဲအရင်တုန်းကတော့စားအိမ်တစ်ခုဖြစ်ခဲ့ပေမယ့်အခုတော့ချောင်းသွေးတွေနဲ့တဲခန္ဓာရတစ်ခုဖြစ်သွားခဲ့ပါပြီလော့နားဟာတရုတ်ရဲ့အစိုးရဆုံးနျူကလ িয়ার စမ်းသပ်မှုတွေပြုလုပ်ခဲ့တဲ့နေရာလေးဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီမတိုင်ခင်နှစ်ပေါင်း1600ကျော်ကတော့လော်လန်လို့ခေါ်တဲ့စီးကားတဲ့ရှေးအောင်မြို့တော်တစ်ခုတည်ရှိခဲ့တာပါနောက်ပိုင်းမှာဒီမြို့တော်ဟာထူးထူးဆန်းဆန်းပြောက်ကွယ်သွားခဲ့ပြီးသူ့ရဲ့ပြန်စည်းတွေတချို့ကိုပဲပြန်ရှာတွေ့ခဲ့ပါတယ် ဒီလိုဖြစ်နေချင်းဒေတာများစုကိုတော့စစ်တပ်တွေနဲ့တင်းတင်းကြပ်ကြပ်ကာရန်ထားပြီးဝင်ခွင့်မပြုထားပါဘူး။ဂျိုလူကရယူထားတဲ့ပုံရိပ်တွေမှာတဲတွေအောက်မှာမြုပ်နှံထားတဲ့ထိုးစမ်းတဲ့အစာအုပ်တွေကိုတွေ့ရှိထားပါတယ်။တချို့ကလော်လန်ဟာအရင်ကအထင်သာတာအထက်အများကြီးပုံမဖွေမျိုးတွေ့တဲ့ကုံသွေးအင်ပါရာရဲ့အစိပ်ပိုင်းတစ်ခုဖြစ်ခဲ့တယ်လို့ယုံကြည်ကြပါတယ်။အစိုးရကတော့အိတ်အောက်မှာဘာရင်းရှင်လဲဆိုတာကိုလူအများသိစေချင်ပုံမရပါဘူး။ရေအောက်ကလိုအပ်ဆန်းကျဲချင်းသိမ့်မျိုးတော့ ချင်းသိမ်းမြို့တော်ဟာလွန်ခဲ့တဲ့နှစ်ပေါင်း2000ကတည်ဆောက်ခဲ့တဲ့မြို့တော်တစ်ခုဖြစ်ပြီး1959ခုနှစ်မှာရေအားလျှက်စစ်ဆေးတစ်ခုတည်ဆောက်ဖို့အတွက်ကြောင်းထိုးခံလိုက်ရတာဖြစ်ပါရင်ကြောင်းထိုးခံလိုက်ရတယ်လို့ပြောပေမဲ့တကယ်တမ်းမှာတော့ဆေးရည်တွေရဲ့ဖုံးလွှမ်းမှုကိုခံလိုက်ရတာပါအဲ့ဒီနေရာကနောက်ပိုင်းမှာချီဆန်ဒါလို့ခေါ်တဲ့ရေကန်ကြီးဖြစ်လာခဲ့ပါရင်မြို့ကြီးကဒီရေကန်အောက်မှာတည်ရှိပြီးသူ့ရဲ့ကြောင်သားလိုက်ရတဲ့အတူမြို့ပုံစံကအဝဆင်အကောင်းလောက်အောင်ထိမ့်သိမ်းထားနိုင်ခဲ့ပါရင်ဒါပေမဲ့လူအများစုမသိတဲ့အချက်ကဒီကန်ထဲမှာရေငုံခွင့်ကိုတရုတ်စိုးရကတင်းတင်းကြပ်ကြပ်တားမြစ်ထားတာကိုပါပဲ ဒါပြင်းချက်ကိုဖောင်းပြန်ခဲ့ကြတဲ့ရေကုန်သမားတွေကရေအောက်မှာမြို့ရဲ့အပြင်အဆင်နဲ့မတူညီတဲ့တကယ်ပိတ်တွေကိုတွေးရှိခဲ့ရတယ်လို့ဆိုကြပါရင်ဒါရာစုနှစ်ပေါင်းများစွာရေအောက်မှာဖုံးကွယ်ထားတဲ့ net shine နဲ့အခုတွေဒါမှမဟုတ်အခန်းတွေကိုညှို့ပြနေတယ်လို့လည်းဖြစ်နေခဲ့တာပါဒီရေအောက်မှာတမိုင်းမတိုင်ခင်ကရေထိုးထားတဲ့ရေအောက်စာလုံးတွေရှိတယ်လို့လည်းခေါလာဟာလာတွေထွက်ပေါ်နေခဲ့ပါရင်ခေါလာဟာလာတွေရဆိုရင်ဒီမြို့တော်ကြီးကပိုပြီးရှေးကျတဲ့မြို့တော်ကြီးပေါ်မှာထက်ဆင့်တိစောက်ထားတယ်လို့လည်းကြားနေရတာပါဒါပေမဲ့ဘယ်သတင်းကောင်မှတိတိကျကျအတိမပြုတ်နိုင်ပါဘူး ဘာဖြစ်လဲဆိုရင်တရုတ်အစိုးရကဒီနေရာနဲ့ပတ်သက်ရင်သွာလာခွင့်တင်းကျပ်ထားတဲ့အပြင်တရင်စီစဉ်မှုကိုလည်းကန့်သက်ထားခဲ့လို့ပါပဲ။တုံးချိုက်ဆယ်အောက်ကလှုပ်ဝက်ဆန်းကျင်မှုဒီနေရာကိုတော့တုံးချိုက်ဆယ်လို့ခေါ်ပါရီ။70ဆောက်ခင်ကရန်စီမြင့်ထဲကပိုင်ဟယ်လျန်ကြောက်ဆောင်တန်းဟာကမ္ဘာပေါ်မှာတရန်အရင်ဆုံးရေစီစဉ်မှုတိုင်းတာရေးဌာနတစ်ခုလို့သတ်မှတ်ခံခဲ့ရတာပါ။တိုင်းတာတဲ့နေရာမှာကြောက်ဆောင်ကိုထွင်းထုတ်ပြီးအမှတ်အသားလုပ်ကြတာလည်းရှိပါသေးတယ်။ ဒီကျောင်းဆောင်တဲ့တီရှိမှုတွေကလွန်ခဲ့တဲ့နှစ်ပေါင်း1900ကျော်ကဖြစ်ပြီးရေကြီးရေရှမ်းမှုအဆင့်တွေကိုခြေအားခံဖို့အသုံးပြုခဲ့ကြတယ်လို့ဆိုပါတယ်ဒါပေမဲ့အဲ့ဒီနေရာမှာတကယ်လှုပ်ဝက်ဆန်းကြတာကအဲ့ဒီ twin two မှုတွေအောက်မှာဒူဖော်ချင်းမပြုခဲ့တဲ့တကားပိတ်အခန်းတွေရှိနေတာပါပဲဆယ်တီဆောက်ပြီးတဲ့နောက်မှာတော့အဲ့ဒီကျောင်းဆောင်တန်းကိုဝင်ရောက်ခွင့်ပိတ်ပင်ခံခဲ့ရပြီးတင်းတင်းကြပ်ကြပ်ထိန်းချုပ်ထားတဲ့ရေအောင်ပြတိုက်ကနေတဆင့်ပဲဝင်ရောက်နိုင်မှာတော့တယ်အများစုကတော့အဲ့ဒီ twin two မှုတွေဟာမြေအောင်ချင်းမှာမြုပ်နှံထားတဲ့ရှီဟောင်းမြို့တော်တစ်ခုရဲ့အပြည့်အစည်တွေပေါ်မှာတည်ရှိနေတယ်လို့ယုံကြည်ကြပါတယ် ပြီးတော့စွန်သားလူတို့ချို့ကလည်းအဲ့ဒီကိုသွားပြီးလေ့လာဖို့တောင်းဆိုနေခဲ့ကြပါတယ်ဒါပေမဲ့အစိုးရဘက်ကတော့အန်ရီအများလုံးနဲ့ဆိုတဲ့အကြောင်းပြချက်နဲ့ပြိပင်ထားဆဲပဲဖြစ်ပါတယ်ဂျိုသားဆန်ဆန်ရှီအောင်ပစ္စည်းတွေနဲ့ဆန်ရှင်တွေ့စီချွန်ပြည်နယ်အတွင်းကပြည်စည်းနေရာတခုကိုရှီအောင်ပညာရှင်တို့ချို့ကတူးဖော်ခဲ့ပါတယ်စောပိုင်းအခြေချနေထိုင်သူတွေရှိခဲ့တယ်ဆိုတဲ့အထောက်အထားတွေကိုတွေ့ရလို့ပညာရှင်တွေလည်းတရုတ်သမိုင်းအတွက်တန်ဖိုးရှိတဲ့အထောက်အထားတွေတွေ့ပြီဆိုပြီးဝမ်တာအာရဆက်တူးချိန်မှာတော့အန်အောသွားခဲ့ကြပါတယ် ။ဘာဖြစ်လဲဆိုတော့သူတို့တွေးရှိခဲ့တာဟာတရုတ်ရင်ကျင်းမှုမှာဘယ်တော့မှမတွေ့ဘူးတဲ့ဂျိုသားနဲ့တူတဲ့ကျင်းမြင်တဲ့ဖုံးနဲ့အေယာမရစ်ပူစွာတစ်ပင်နေနဲ့ရွှေတွေဖုံးထုတ်ထားတဲ့ရုပ်ထုတွေနဲ့ပြည့်နေတဲ့ရှီဟောင်းမျိုးတော်တစ်ခုဖြစ်နေတာပါ။ဒီမျိုးရဲ့တန်တန်းကဘီစီ1000လောက်ကတော့ခံမရပြီးဒီနေရာဟာဘယ်တရုတ်မင်းဆန်းနဲ့မှမကိုက်ညီပဲဖြစ်နေပါတယ်ဒီတွေးရှိမှုကရှေးခေတ်တရုတ်ပြည်အကြောင်းလူတွေတည်ထားခဲ့သမျှအရာအလုံးကိုစိန်ခေါ်နေပါတယ်မြောင်းနိုင်တော့အောင်ပဲဒီနေရာရဲ့တချို့နေရာတွေကိုတော့တရုတ်အစိုးရကကြီးစုကွင်းပြုခဲ့ပါတယ်ဒါပေမဲ့နိုင်ငံခြားသားတွေ နိုင်ငံတကာကရှင်းအောင်သုတေသနပညာရှင်တွေကိုတော့လေဘက်ခွင့်ပိတ်ပင်ထားတာဖြစ်ပါတယ်။အကြောင်းပြချက်ကထိမ့်သိမ်းဆောင်ရှောက်ဖို့လို့ဆိုထားပေမဲ့ဒီအကြောင်းပြချက်ကမခိုင်လုံဘူးဆိုတာတမ်းမှန်လူတော်ရေးမိပါတယ်။ဒီလိုနဲ့လေဘက်ခွင့်မပြုထားတဲ့နေရာတွေမှာဘယ်လိုမျိုးထူးဆန်းတဲ့ကိစ္စတွေရှိနေတာလဲဆိုပြီးသိချင်သူတွေလည်းရှိလာကြပါတယ်။ဘေကျင်းမြို့ကမြေအောက်မြို့တော်လူပေါင်းများစွာသူတို့ကိုယ်တိုင်တော့မသိလိုက်ပဲဒီနေရာပေါ်ကဖြတ်သွားခဲ့ဘူးကောင်ဖြတ်သွားခဲ့ဘူးမှာပါ။စီကားလာတဲ့ဘေကျင်းမြို့ရဲ့မြေအောက်မှာစတရမ်မာ33မိုင်ကျယ်ဝန်းတဲ့မြေအောက်မြို့တော်တစ်ခုတည်ရှိနေပါတယ်။ ဒါကိုတော့စီအခိအတွဲမှာနျူကလ িয়ার တိုက်ခိုက်မှုကနေကာကွယ်ဖို့ရည်ရွယ်ပြီးတိစောက်ခဲ့တယ်လို့ဆိုပါတယ်။ဒါပေမဲ့အများစုကတော့ဒီမျိုးတော်ဟာပုံမရှင်းကြပြီးကြားမြင်ထားတဲ့အပြည့်အစည်းတွေစီကိုဥတီသွားတဲ့ရှင်းအောင်ဥမင်နေပေါ်မှာတိစောက်ထားတယ်လို့ယုံကြည်ကြပါတယ်။ဒိုင်ရှာချန်းလိုလူတီများတဲ့ဒီမြောက်ကဘာကိုစစ်တပ်ကလုံခြုံရေးတင်းတင်းကြပ်ကြပ်ခြားထားတာဖြစ်လို့အထက်မှာပါရှိလဲဆိုတာတမ်းမှန်လို့လည်းမသိနိုင်ကြပါဘူး။ဒေသသူတို့ကတော့အောက်ပိုင်းအလှော်တွေမှာခေတ်တိစောက်မှုမတိုင်ခင်ကတင်းရှိခဲ့တဲ့ရှင်းဟောင်းကြောက်သားဘီတုကလက်ရများပါဝင်တယ်လို့ဆိုကြပါတယ်။ တကယ်လို့ဒီယူဆအချက်သာအမှန်တကယ်ဖြစ်ခဲ့ရင်တော့ဒီနေရာမှာပိုရှေးကြပြီးပိုဆန်းကျင်တယ်တနည်းပြောရင်အစိုးရကဖုံးကွယ်ဖို့ကြိုးစားနေတဲ့အရာတစ်ခုရှိရမယ်ဆိုတဲ့ယူဆအချက်တွေလည်းတည်ရှိနေကြတာပါရှန်ယန်မြို့အောက်ကတားမြစ်ထားသောမြေအောက်ခံရှန်ယန်မြို့ဟာနှစ်ပေါင်း2000ကျော်ဆက်တိုင်လူနေထိုင်ခဲ့တဲ့မြို့တော်တစ်ခုပါဒါပေမဲ့အဲဒီအောက်မှာတော့အနည်းငယ်ထူးဆန်းတဲ့အရာတွေရှိနေပါတယ်1990ခုနှစ်တည်းတုန်းကအလုံသမားတွေဟာတန်မင်းဆက်ရဲ့ဘီးသူကလည်းရာတွေနဲ့ပြေးနှက်နေတဲ့မြေအောက်ခံတစ်ခုကိုမတော်တဆအဖောက်မိသွားပါတယ် အဲ့ဒီအခန်းကတော့ထိခိုက်မှုမရှိတဲ့အပြင်အသေးအတိုင်းတည်ရှိနေတာကိုလည်းအံဩစရာကောင်းအောင်တွေးကြရတာပါတွေးရှိခဲ့တဲ့ရှင်းအောင်ပစ္စည်းတွေကအဲ့ဒီအချိန်တုန်းကမရှိနိုင်တဲ့နေပညာအဆင့်နဲ့ယဉ်ကျေးမှုတွေကိုလည်းညွန်ပြနေခဲ့ပါတယ်ဒီကိစ္စဖြစ်ဖြစ်ချင်းအစိုးရကအဲ့ဒီနေရာကိုချက်ချင်းပဲပိတ်ဆို့လိုက်တာပါဘယ်သူ့ကမှလိလာခွင့်မပေးသလိုဓာတ်ပုံရိုက်ခွင့်တောင်မပေးပါဘူးတချို့ကတော့ဒီမျိုးတော့မှတားမြင်ထားတဲ့စာအုပ်စာတမ်းတွေအပြင်အရှင်းအလယ်ပိုင်းဒေတာနဲ့ရောမအင်ပါယာတို့နဲ့ဆက်ဆက်တဲ့နိုင်ငံခြားဆက်ဆံရေးဆိုင်ရာအထောက်အထားတွေပါဝင်နိုင်တယ်လို့တန်လျာရှိနေကြပါတယ် ဒီနေ့အထိအဲ့ဒီနေရာဟာလူအများနဲ့တရုတ်သူတွေဒီအများစုအတွက်ဝင်ခွင့်မပြုထားတဲ့နေရာတစ်ခုဖြစ်ဆက်လက်တည်ရှိနေဆဲဖြစ်နေကြတာပါ။ကြားဟူရဲ့မဖော်ထုတ်ရသေးတဲ့တမိုင်းကြားဟူကကမ္ဘာတရံရင်ဆုံးတီးမို့လို့ရတဲ့ဒုရီယာတွေကြောင်းနေမဲ့ကြော်ကြပါရင်လွန်ခဲ့တဲ့နှစ်ပေါင်း9000ကျော်ကအယုံနဲ့လှုပ်ထားတဲ့ပလေတွေဟာနားလည်မို့တော့ခက်ခဲပါရင်ဒါပေမဲ့လူတည်နေတာကတော့အဲ့ဒီနေရာရဲ့အများစုဟာလှုပ်ဝက်ထားဆဲဖြစ်ပါရင်ဘာကြောင့်ပါလဲရှေးဟောင်းသုတေသနပညာရှင်တို့ကအဲ့ဒီနေရာဟာရှေးဦးအေးသားရဲ့လက္ခဏာတွေရှုပ်ထွေးတဲ့အရက်ချက်လောက်ချင်းနဲ့ ရှမ်းမင်းစက်မတိုင်ခင်နှစ်ပေါင်းထောင်ချီကလေးကရှိခဲ့တဲ့ရှင်းဦးနဂရဗေဒဆိုင်ရာချိန်ကြီးမှုတွေကိုပြသနေရလို့ယုံကြည်ကြပါရင်လက်ရှိမှာအစိုးရကဒီနေရာရဲ့အစွန်ဖျားလေးကိုပဲလဲပတ်လေးလာခွင့်ပြုထားပြီးနေရာများပြားကိုတော့ပိတ်ပင်ထားခဲ့တာပါအဲဒါကြောင့်ကြားဟုရဲ့ဒီနေရာတွေမှာဘာရင်ရှိနေလဲဆိုတဲ့ကိစ္စကလူတွေကြားမှာမေးခွန်းတစ်ခုဖြစ်နေခဲ့ပါရင်ဒါပေမဲ့အစိုးရကပိတ်ပင်ထားသွေးတီးခွင့်ရမယ့်အခြေအနေတွေရှိမနေပါဘူးဒီအငင်းပွားဝယ်ရာကိစ္စတွေနဲ့အတူကြားဟုရဲ့ထူးဆန်းမှုကလည်းပုံမြင့်လာခဲ့ရတာဖြစ်ကြောင်းဝေမျှလိုက်ရင်ဗီဒီယိုလေးကိုညီကုန်းချုပ်လိုက်ရပါရင် အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရယ်ခင်ဗျာ